ပြားရည်ကကဘာပေါ်မှာအကောင်းဆုံးသဘာဝအစားအစာဆိုတာပြည်သက်တို့သိပါသလားဘယ်သူမှမသိသေးတဲ့ပြားရည်ရဲ့ထူးခြားချက်၃ချက်ရှိပါတယ်ပထမဆုံးတစ်ချက်ကပြားရည်ကလုံးဝမပုတ်သွူးနိုင်တာပါပဲရှင်းအောင်သူတွေတွေကအီဂျစ်ဂူသင်းကြီးတစ်ခုထဲမှာပြားရည်အနေငယ်တွေ့ခဲ့ကြပါတယ်ဒီပြားရည်တွေဟာနှစ်ပေါင်း၃၀၀၀လောက်ကြာနေပါပြီဒါပေမဲ့အစားကြည့်တဲ့အခါလုံးဝမပြည့်စည်သေးဘဲနဲ့ကောင်းနေသေးပါပဲဒုတိယတစ်ချက်ကတော့ပြားရည်ကဘက်တီးရီးယားတွေကိုဖယ်ရှားပေးပါတယ်ထိခိုက်ရှာနာတွေအပူလောင်နာတွေအလုံးအတွက်ပါပြားရည်ကိုသုံးလို့ရပါတယ် ပိုးသေးစေတဲ့အပြင်အနာကျက်ပါမြင်စီမှာပါ။နောက်ဆုံးတစ်ချက်ကတော့ပြားရည်ကဆဲကြီးထွားမှုကို အပေးပါတယ်။ဆိုလိုတာကဝက်ချံအမာရုပ်တွေပေါ့။ပြားရည်လင်းပြီးမယ်ဆိုရင် ပြက်စီးနေတဲ့ဆဲတွေကပြန်ကောင်းလာပြီးတော့အသားရည်ကြီးလင်းလာစီမှာပါ။ပြားရည်ကိုခေါင်းမှလင်းပြီးမယ်ဆိုရင်လည်းသပင်တန်းစီပါတယ်။ဒါကြောင့်အသုံးဝင်တဲ့ပြားရည်တွေအဆက်မပြတ်ရရှိအောင်ပြားတွေကိုဂရုတစိုက်ကားဝယ်ပေးဖို့လည်းလိုပါတယ်။ပြိသက်တို့ရောပြားရည်ကိုဘလိုနေရာတွေမှာသုံးနေကြပါသလဲ။အမိုက်ကနေရွှေဖြစ်တယ်ဆိုတဲ့စကားကိုပြိသက်တို့ကြားဘူးကြမှာပါ။ တေးကြပါအောင်အမိုက်တွေကတော့ရွှေတုံးကြီးဖြစ်သွားတာမျိုးမဟုတ်ဘူးပေါ့ ဒါပေမဲ့ရွှေတော်လိုအသုံးဝင်တဲ့အရာတွေတော့ဖန်တီးလို့ရပါတယ်။တံမိုးထားတဲ့သူရဲ့လက်ထဲမှာဘလို့ပစ္စည်းပဲဖြစ်ဖြစ်အဖိုးတန်သွားတယ်ဆိုသလိုပရိသတ်တို့ဗီဒီယိုတွေကိုတစ်ချက်ကြည့်လိုက်ပါ။ဒီလူရဲ့ဖန်တီးမှုကလူမှုကွန်ရက်တွေပေါ်မှာတုံးမီလိုအလေမြန်ပြန့်နှံ့သွားခဲ့ပြီးနာမည်ကျော်သွားခဲ့ပါတယ်။ဒါကြောင့်လဲဆိုတော့သူကလူတိုင်းမလိုချင်တဲ့အမိုက်ဆိုပြီးတော့သတ်မှတ်ထားတယ်။ပဝင်းကျင်ကရင်းညှိပင်တွေခြုံမင်းတွေနဲ့တိရွတ်တွေကိုပဲတုံးပြီးတော့အဖိုးတန်အမှုပညာတစ်ခုဖန်တီးကြခဲ့လို့ပါပဲ။သူ့ရဲ့ပြောင်မြောက်တဲ့ဖန်တီးနိုင်စွမ်းကြောင့်ဒီအမိုက်တွေကတော့အရှိန်အဝါကြီးတဲ့ငကားတစ်ကောင်ဖြစ်ပြောင်းလဲသွားခဲ့ ခဲ့တာပါ။ညောင်စုံပန်းပွင့်တွေကိုအသေးစိတ်စီးထည့်ပြီးတဲ့အခါမှာတော့တကယ့်ငကားကြီးတစ်ကောင်လိုကိုအသက်ဝင်လာခဲ့ပါတော့တယ်။ဒီတော့ပြောင်ပြောင်းတဲ့အမှုပညာတစ်ခုဖန်တီးဖို့ဈေးကြီးတဲ့ပစ္စည်းတွေကိုပဲလိုအပ်တာမဟုတ်ဘူးဆိုတာသဘောပေါက်ဖို့လိုပါတယ်။ကို့မှာသာဖန်တီးနိုင်စွမ်းရှိတယ်ဆိုရင်ဘာမှမဟုတ်တဲ့အမိုက်တွေကလည်းအခုလိုအမှုပညာတစ်ခုဖြစ်သွားနိုင်တာပါပဲ။ပြိတက်ကြီးတို့ရောဒီငကားကြီးကိုဘလို့ထင်မြင်မိကြလဲဆိုတာပြောပြပေးသွားကြပါဦးနော်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်။ ပိတ်တဲ့ဗီဒီယိုတွေကိုကြည့်ပြီးပိုးကောင်တဲ့တကောင်ကပေါက်ပေါက်ဆိုတစ်ခုကိုထမ်းလာတာလို့ထင်ကောင်းထင်နိုင်ပါတယ်။တကယ်တော့မဟုတ်ပါဘူး။ဘာကြောင့်လဲဆိုရင်ဒီပိုးကောင်လေးရဲ့နာမည်ကပေါက်ကုံးပတ်ပေါက်ပေါက်ဆိုပိုးကောင်လေးလို့ခေါ်တာကြောင့်ပါပဲ ဒီဘိုးကောင်လေးရဲ့ကိုပေါ်မှာဖျောင်းပုံစံအမြင်လုံးလုံးပေါ့ပွားလေးတွေနဲ့ဖုံးအုပ်ထားပါတယ်။မသိရင်အဲ့ဒီအမြင်လုံးလေးကပေါ့ပေါ့ဆုပ်တခုဒါမှမဟုတ်ဝါခုံးလုံးလေးတခုလိုတောင်ထင်ရတယ်မဟုတ်လား။ကိုပြီးအံ့ဩဖို့ကောင်းတာကဒီအမြင်လုံးလေးဟာကိုကောင်လေးအတွက်အလှကြီးလိုကောင်းယုံလေးအပေါ်ပါတာမျိုးမဟုတ်ပါဘူး။ကားရဲတွေတဘာဝပတ်ဝန်းကျင်အန္တရာယ်တွေကနေပါကောက်ွယ်ပေးနိုင်ပါတယ်။အပင်တွေပေါ်မှာနားနေတဲ့အခါအမြင်လုံးလေးကပိုးကောင်လေးကိုရုပ်ဖြတ်ပေးနိုင်တာကြောင့်ပဲဖြစ်ပါတယ်။ သူတို့ကရှင်သန်နေထိုင်ဖို့အတွက်အထူးပစက်ပေါက်သေးသေးလေးတွေကိုသုံးပြီးတော့အပင်တွေပေါ်မှာတွေးရတတ်တဲ့ပင်ကြရေတွေကိုတောက်သုံးကြပါတယ်။ဒါအပြင်သူတို့ရဲ့ခြေထောက်လေးတွေကအလွန်သေးငယ်ပေမဲ့ခုံအားလည်းအလွန်ကောင်းတာကြောင့်အနည်းအနားမှာထူးဆန်းတာတစ်ခုခုအာရုံခံမိတာနဲ့အမြန်ထွက်ပြေးနိုင်ကြပါတယ်။ပြိတက်ကြီးတို့ရောဒီပိုးပေါင်လေးတွေကိုအပြင်မှာတွေ့ခူးကြရလားဆိုတာပြောပြပေးသွားကြပါဦးနော်။